င်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကစစ်တလအောက်ခံ BGF ထိန်းချုပ်ထားရာ KK ပတ်ကကြားဖြတ်ငွေတင်လုပ်တဲ့တရုတ်တထေးတွေအပါအဝင်အရေးပါတဲ့သူတွေကိုစစ်တလအောက်ခံ BGF ကောင်းဆောင်စောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ကခေါ်ထုတ်သွားပြီးတော့ခုံလုံးဝင့်ပေးထားတယ်ဆိုပါတယ်။ ချက်ဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆင်းစစ်ဆေးသူများပြတဲ့အကြောင်းကိုတင်ပြခိုင်းနေပြန်လာကြောင်းရက်ကွက်ဂျေးရွာအုပ်ချုပ်ရေးမှုတွေကနေစားတွေခေါ်ပြီးလူစုလူဝေးပုံစံဖန်တီးပြီးတော့မဲဆင်းစစ်နေတဲ့သူတွေအသွင်နဲ့လိမ်နေတင်ပြနေရတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကစစ်တပ်လက်အောက်ခံ BG ရဲ့ထိန်းချုပ်ထားရာ ကကပကကြားဖြန့်ငွေလိမ်လုတ်တဲ့တရုတ်တထေးတွေအပါဝင်အရေးပါတဲ့သူတွေကိုစစ်တလောက်ကန်ဘီဂျီကောင်းဆောင်စောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ကခေါ်ထုတ်သွားပြီးခိုးလုံွက်ပေးထားတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကရေကုန်ခစ်တစ်ကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ22ရက်နေ့ကတည်းကစစ်တလောက်ကန်ဘီဂျီကောင်းဆောင်စောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ဟာ ကီကီဘတ်မှာရှိတဲ့ကြဖြန့်တရုတ်တထေးတွေအွန်လိုင်းလိမ်လည်တဲ့ဤပညာဆိုင်ရာပညာရှင်တွေအပါအဝင်အရေးပါတဲ့သူတွေကိုခေါ်ထုတ်ပေးသွားပြီးတချို့ဟာရွှေကုတ်ကိုမှရောက်လာသလိုတချို့က BGS တက်ရဲ့အထူးစီစဉ်ပေးထားတဲ့နေရာတွေမှာခိုးလုံနေကြတယ်လို့ဆိုပါတယ်။အဲ့ဒီမြောက်ရီမြို့နယ်ကစစ်တလောက်ခံ BGS ထိန်းချုပ်ထားရာကြဖြန့်ငွေလိမ်ဂိုင်းတွေရှိတဲ့ကီကီဘတ်ကိုစစ်တပ်ကဟန်ပြဝင်ရောက်စီးနင်းပြီးတဲ့နောက်ထပ်ပြီးစီးနင်းမှုတွေလုပ်မယ်ဆိုတာတွေကလည်း တကယ်တမ်းကအချင်းဖက်စစ်တပ်နဲ့ BGF တပ်ဟာသူတို့အချင်းချင်းလက်ဝါးချင်းရိုက်ညှိနှိုင်းပြီးလုံနေကြတာ ဖြစ်တယ်လို့ကရင်စစ်ရေးတရင်ယူမီကပြောထားပါတယ်တကယ်တမ်းမနေ့ကထိုင်းနိုင်ငံဘက်နဲ့မြောက်ရီဘက်ကိုထွက်ပြေးကြတယ်ဆိုတော့ KK ဘက်ကကြပ်ဖြန့်လုပ်တဲ့သူတွေဆိုတာအောက်ခြေအလုပ်သမားတွေနဲ့အလုပ်ကြီးကျက်သူအဆင့်လောက်တွေသာဖြစ်တယ်လို့တကယ်တမ်းအဲ့ဒီ KK ဘက်မှာရှိတဲ့ကြပ်ဖြန့်ခေါင်းဆောင်ပိုင်းတွေနဲ့အရေးကြီးတဲ့သူတွေကိုစစ်တလောက်ခံ BGF တပ်တွေကပဲလုံခြုံတဲ့နေရာတွေစီခေါ်ထုတ်ပေးသွားပြီးအဲ့လိုခေါ်ထုတ်သွားတဲ့အချိန်မှာလည်း မြဝရီကအချက်ဖက်စစ်တပ်ရဲ့2.5 gate သင်္ကန်းကြီးနောင် gate ကော့ဂရိတ်ကိုးတိုင် gate ကျုံတို့ gate အပါဝင်စစ်တပ် gate တွေကလမ်းကြောင်းဖွင့်ပေးထားတာဖြစ်တယ်လို့ကရင်စီးရဲတရီရှိမိကပြောထားပါလိမ့်လက်ရှိထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုအဲ့ဒီမြဝရီမြို့နယ် KK ဘက်ကနေထွက်ပြေးသွားတဲ့နိုင်ငံဂျန်တာအများစုဟာတရုတ်နိုင်ငံသားတွေဖြစ်နေတဲ့အကြောင်းနဲ့ထိုင်းနိုင်ငံကတော့အဲ့ဒီတရုတ်တွေကိုစီစစ်ပြီးသဆိုင်ရာတရုတ်တန်ယုံနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့တွေလည်းရှိနေတယ်လို့စီစစ်မှုတွေမှာပါဝင်ကူညီပေးနေတဲ့ တေယုမြန်မာထိုင်းစကပြန်တချို့ကရန်ကုန်ခေတ်တွေကိုပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အကျန့်ဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆစ်စစ်ဆေးတဲ့သူများပြတဲ့အကြောင်းကိုတင်ပြခိုင်းနေတာကြောင့်ရက်ွက်ကြီးရွာအုပ်ချုပ်ရေးမှုတွေကနေစားတွေခေါ်ပြီးလူစုလူဝေးပုံစံဖန်တီးပြီးတော့မဲဆစ်စစ်နေတဲ့သူတွေအတွင်နဲ့လိန်လေတင်ပြနေရတယ်လို့မြို့နယ်ထွေးအုပ်တည်င်းရင်းမြစ်တချို့ကိုတိုင်ရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိအကျန့်ဖက်စစ်တပ်က သူတို့လုံးမဲ့အတူရောင်ရွေးကောက်ပွဲအတွက်ပထမဆုံးအကြိမ်မဲဆင်းထုတ်ပြန်ပြီးတဲ့နောက်မဲဆင်းတွေကိုပြည်သူတွေကအွန်လိုက်ကျင်းလိုက်လာရောက်စစ်ဆေးတဲ့တပ်ပုံတွေလိုချင်နေတဲ့အတွက်ထွေအုပ်တွေကိုဖိအားပေးခိုင်းစေခဲ့တယ်ဆိုပါလေသူတို့ရဲ့မဲဆင်းကိုပြည်သူတွေကအွန်လိုက်ကျင်းလိုက်လာရောက်စစ်ဆေးတဲ့တပ်ပုံတွေစစ်တပ်စီထွေအုပ်တွေကပြန်လည်တင်ပြဖို့နဲ့ပြန်ကြားရေးဝန်ကြီးဌာနကိုပါပေးပို့ဖို့ခိုင်းစေပြီးအကယ်လို့အဲ့ဒီတပ်ပုံတွေမတင်ပြနိုင်ရင်တော့ဘာကြောင့်မဲဆင်းလာရောက်စစ်ဆေးတဲ့သူမရှိရတာလဲဆိုတာကိုထုတ်ကြေလွှာတင်ခိုင်းနေတယ်ဆိုပါလေအဲ့ဒီအတွက် ရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကနေစားတွေခေါ်ယူပြီးလူစုလူဝေးပုံစံဖန်တီးပြီးတော့မဲစင်းစစ်နေတဲ့သူတွေအတွင်နဲ့စစ်တပ်ကိုလိန်လဲတင်ပြနေရတယ်လို့မြို့နယ်ထွေအုပ်သတင်းရင်းမြစ်တချို့ကိုတိုင်ရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်။ဒါအပြင်ရက်ကြေးအုပ်ချုပ်ရေးမှုတွေကဈေးတွေတွေဘေးတွေမောင်းတွေပြည်သူစစ်တွေဆဲအိမ်မှုယာအိမ်မှုမိသားစုတွေနဲ့အဲစင်းလာတိုင်တဲ့သူတွေကိုပါလူစုလူဝေးလောက်ခိုင်းပြီးမဲစင်းလာရောက်စစ်ဆေးတဲ့သူတွေများပြားပါတယ်ဆိုတော့ဓာတ်ပုံတွေရိုက်ပြီးတော့ပါ နယ်မြေတက်နယ်မှုနဲ့သက်ဆိုင်ရာမြို့နယ်ပြန်ကြားရေးရုံးတွေစီပေးပို့နေရတယ်လို့လည်းမြို့နယ်ထွေအုပ်တည်င်းရင်းမြစ်တခုကထပ်ပြီးအတည်ပြုထားပါသေးတယ်။ဒါပြင်လက်ရှိရန်ကုန်တိုင်းအတွင်းစစ်ဘေးရှောင်လာတဲ့ပြည်သူတွေရဲ့လူ့ရေစရင်တွေကိုပါရန်ကုန်တိုင်းထွေအုပ်ကကောက်ယူနေပြီးထောက်ပံ့ငွေပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဆန္ဒမဲ့ပေးရမယ်လျှောက်လာတွေအတင်းအကျပ်ဖြေခိုင်းနေတယ်လို့အဲ့ဒီဖောင်ကိုမဖြစ်ရင်ရက်ွက်ထဲမှာနေခွင့်မပေးဘူးဆိုတာမြို့နယ်ပါချင်းချောက်နေတယ်လို့လည်းမြန်ကုန်မြို့နယ်နေစစ်ရှောင်ပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့နိုင်ငံတော်တိုက်ပွဲတွေအတွင်းဒေါ်လာရေးတက်တွေကအကြမ်းဖက်စစ်တပ်ကဒူတွေကိုအရှင်ဖမ်းဆီးရမိတဲ့အချိန်စစ်တုံးပန်းဥပဒေနဲ့အညီထိမ့်သိမ်းမှုတွေရှိပေမဲ့တစ်ဖက်ကအကြမ်းဖက်စစ်တပ်ကတော့ရွှေဘုံမြို့နဲ့တောင်စကန်အနီးကတိုက်ပွဲမှာကြည်ထိမှန်ထားတဲ့ PDF တက်စိတ်မှုကိုမြို့အောင်ကိုဖမ်းမိတဲ့အချိန်တရက်နဲ့ဥကောင်ကိုတစ်ပစ်ပြီးတခါတည်းတက်ဖြတ်သွားတယ်လို့မိသားစုဝင်တွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အော်တိုဘားလ18ရက်နေ့ကပဲရွှေဘုံမြို့နဲ့ရှာတော်ကျေးရွာတောင်စကန်အနီးမှာအကြမ်းဖက်စစ်တပ်နဲ့ ကင်းပတ်နေတဲ့တော်လိုင်းရဲဘော်တွေအကြားပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီအချိန်ရွှေဘူခိုင် PDF အမှတ်ငါတရင်တခွဲနှစ်ရက်တက်ဆိုင်မှုကိုမျိုးအောင်ကိုကြည်ထိမှန်ပွားခဲ့ပြီးတဲ့နောက်စစ်တပ်ကအရှင်ဖမ်းဆီးရမိခဲ့ပြီးမယ်။နေရာမှာပဲဥကောင်းကိုတနက်နဲ့တစ်ပစ်ပြီးတပ်ဖြတ်သွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်ပြစ်ခတ်မှုတွေကြားကနေတော်လိုင်းရဲဘော်တွေက PDF တက်ဆိုင်မှုကိုမျိုးအောင်ရဲ့ရုပ်လောင်းကိုမရရအောင်တက်ကောက်ပြီးပြန်လဲရယူနိုင်ခဲ့တယ်လို့ကိုမျိုးအောင်ရဲ့မိသားစုဝင်တွေကပြောပြထားပါတယ်။တစ်ဖက်မှာတော့ ဒေါ်လာရင်းတက်တွေဟာနိုင်ငံတော်တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကသူတွေကိုအရှင်ဖမ်းဆီးရမိခဲ့ရင်စစ်တုံးမဲ့ဥပဒေနဲ့အညီထိမ့်သိမ်းမှုတွေဒဏ်ရာရထားတဲ့စစ်သားတွေဆိုလဲရန်သူဆိုပေမဲ့စေဝါကူတာမှုတွေလုပ်ပေးတာမျိုးရှိပေမဲ့အကြမ်းဖက်စစ်တပ်ကတော့သူတို့ရဲ့ဇယိုက်အတိုင်းစစ်တုံးမဲ့ဥပဒေဆိုတာလည်းမရှိပဲအကြမ်းဖက်တပ်ဖြတ်မှုတွေကလှုပ်ဆောင်လို့ရှိတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာလည်း ရှမ်းပြည်နယ်ရွာငံမြို့နယ်မှာနှစ်လကြာစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်သွားတဲ့ပြည်သူတို့ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့ပြီးအဲ့ဒီစစ်တပ်စစ်ကြောင်းဟာကလေးငယ်တအူးအပါဝင်ပြည်သူ၅ဦးကိုဖမ်းဆီးပြီးတော့ဂျေးရွာတွေကိုမိရှုဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ဒေသခံပြည်သူတွေနဲ့ CRCPLA တာဝန်ခံဗိုလ်လက်ဝဲကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ရှမ်းပြည်နယ်ရွာငံမြို့နယ်မှာနှစ်လကြာစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်တပ်ကကြောက်တော့ဂျေးရွာမှာဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ပြည်သူတို့ရဲ့ရုပ်အလောင်းကို အခုအော်တိုဘလအတွင်းမှာပဲဒေတာကန်ရီကတွေ့ရှိထားတယ်လို့ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ကတပ်ဖြတ်ခဲ့တဲ့ပြည်သူရဲ့ရုပ်လောက်ဟာရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့အတွက်ဘယ်သူဘဲဝါဖြစ်တယ်ဆိုတာကိုအတီးပြုလို့မရသေးသလိုစစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ခြေရွာတွေကပြည်သူတို့ချို့လဲပျောက်ဆုံးမှုတွေရှိထားတယ်လို့ဒေတာကန်ပြည်သူတွေကပြောပါတယ်ဒါအပြင်အဲ့ဒီအချက်ဖတ်စစ်တပ်စစ်ကြောင်းဟာကြောက်တော့ခြေရွာနဲ့ဖိုးတနိုင်ခြေရွာကနေအိမ်တွေကိုလဲမိရှုဖြက်စီးသွားတဲ့အပြင်ကလေးငယ်တွေအပါအဝင် ပြည်သူ၅ဦးကိုပါဖမ်းဆီးထားပြီးညောင်ပင်သားကြေးရပါမှာတက်ဆွဲထားစေဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အန်ဂျီထိန်ချုံနေမြေတွင်မှာအုတ်ချုပ်ရေးပေါ်ဆောင်မှုအပိုင်းတွေကိုမြေပြင်အခြေအနေတွေအမျက်မပြတ်လေ့လာရင်းနဲ့မှန်ကန်ပြီးအလုပ်ဖြစ်တဲ့စီမံမှုတွေဖြစ်အောင်စူးစမ်းပေးကြဖို့အန်ဂျီပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်ဒါကိုတော့ အော်တိုဘလ23ရက်နေ့ဖြစ်တဲ့မနေ့ကပြုတ်လုခဲ့တဲ့ဂျာကာလာဒေတန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ MG ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောလိုက်တာပါအဲ့ဒီမှာအဓိကပြောသွားတာကတော့လက်ရှိ MG ဝန်ကြီးဌာနအများစုရဲ့နေတတူဝကိစ္စတွေဟာအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ပဲအချိန်ပြည့်လှုပ်ဆောင်နေရတယ်လို့ဖြစ်နေပြီးပဂရီမြေပြင်မှာလည်း MG ထိုင်းချုပ်နေမြေတွေဟာအများပြားရှိလာတာကြောင့်အုပ်ချုပ်ရေးဖော်ဆောင်မှုကုမ္ပဏီတွေအနေနဲ့တခါတည်းရဲ့မြေပြင်အခြေအနေအရလှုပ်ဆောင်ရချက်တာမျိုးတွေ အခက်အခဲဖြစ်ပေါ်တာတွေနှောင့်နှေးကြန့်ကြာတာတွေရှိတတ်ပေမဲ့အုတ်ချုပ်ရေးပေါ်ဆောင်မှုအပိုင်းတွေကိုမြေပြင်အခြေအနေတွေအမြဲမပြတ်လေ့လာရင်းနဲ့မှန်ကန်ပြီးအလုတ်ဖြစ်တဲ့စီမံမှုတွေဖြစ်အောင်စ조사ပေးကြဖို့အင်ဂျီပြည်တော်စုဝန်ကြီးချုပ်မဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။အဲဒီမှာတက်ရောက်လာတဲ့ဂျာကာလာဒေတန်တော်ပြည်သူ့အုတ်ချုပ်ရေးပေါ်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်တွေကလည်းအင်ဂျီကချမှတ်ထားတဲ့ဆုံးဖြတ်ချက်ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့လုပ်ငန်းပြီးစီးမှုအခြေအနေတွေ ဆက်လက်ဆောင်ရွက်ဖို့ကြံရှိနေတဲ့လုပ်ငန်းအစီအစဉ်တွေကို ရှင်းလင်းတင်ပြခဲ့ပြီးတာဝန်ရှိတဲ့သူတွေကအကြံအဝင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ပဲခူးတိုင်းကပေါက်ခေါင်းနဲ့ညောင်လေးပင်ခဲမှာရှိတဲ့ခြေရွာတွေကိုအကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြည်သူတို့အုပ်သိဆုံးထပ်ပြန်တဲ့အပြင်နောက်ထပ်ပြည်သူ၃ဦးလည်းဒဏ်ရာတွေရထားတယ်လို့ဒေသခံတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဒါကတော့အော်တိုဘောလာ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲ အောင်လံမြို့နယ်ရွှေပန်းတော်ရဲစခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကပကောက်မြို့နယ်အဆက်မှာရှိတဲ့ဂျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုစစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာစမ်းမကြီးဂျေးရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးအသက်45နှစ်အရွယ်မန်နွယ်ကြီးဆိုသူတေဆုံးသွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အလားတူညောင်လေးပင်ခဲမှာရှိတဲ့မူးမြို့နယ်နဲ့စောတိမြို့နယ်တွေကရဲသားပြည်သူတွေနေထိုင်ရာဂျေးရွာတွေကိုလည်းအချက်ဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်သွားမှုကြောင့် ရေလဲခြေရွာနေပြည်သူတော်ဥပါဒံရရရထားသေးတယ်လို့ KNU ဘဟုကထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကလေးမြို့နယ်ကမော်လိုက်ကလေးအချင်းထောင်မှာနိုင်ငံရေးအကျဉ်းသားတွေအပါဝင်အကျဉ်းသားအလုံးဟာအရေးပေါ်စေကူတာချင်းရင်ထောင်အနာပိုင်းတွေကိုအ ਨੇ စုံငွေကြက်9သိန်းနဲ့အထက်လက်ထိုးနေရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဘ ਹੁ ဦးဆောင်ကော်မတီဝင် ကိုတိုက်ထုံးဦးကရန်ကုန်ကစ်တစ်ကိုပြောပါတယ် လက်ရှိအကျန်းဖက်စစ်တလောက်အောက်ခံမော်လိုက်ကလေးအချင်းတောင်မှာအချင်းသားတွေအတွက်ကျမ်းမာရေးကုသမှုနဲ့စေဝါတွေလုံလောက်မှုမရှိတဲ့အပြင်တကယ်လို့အရေးပေါ်လူနာတွေရှိလာရင်ပြင်ပစေကုသဂွင့်ကိုထောင်ပိုင်ကြီးအပါဝင်အရာရှိတချို့ကိုလက်ထုံးငွေပေးမှသာခွင့်ပြုပေးထားတယ်ဆိုပါတယ်အဲ့ဒီအတွက်မော်လိုက်ကလေးအချင်းတောင်မှာအချင်းသားတွေဟာပြင်ပစေယုံတွေကိုတွားရောက်ကုသဖို့ဆိုရင်ကျမ်းမာရေးအခြေအနေပေါ်မမူတည်ပဲနဲ့ငွေကြေးပေးနိုင်မှုအပေါ်မှာသာမူတည်နေပြီးတခုခုအရေးပေါ်ဖြစ်လာလို့ ပြင်ပစေယုံတွားရမယ့်အခြေအနေဖြစ်လာရင်လည်းထောင်ပိုင်းတဲ့အရာရှိတွေကိုပတ်စံပေးနိုင်မှကုသကွင်ရမယ့်အနေအထားဖြစ်တယ်လို့ပတ်စံမပေးနိုင်တဲ့သူကတော့ဘလောက်အခြေအနေဆိုးဆိုးထောင်ထဲမှာအသက်ဆုံးရှုံးရမယ့်ပုံစံဖြစ်နေုံနဲ့မကပတ်စံငွေကြေးလက်ထုံးမှုဟာလေထောင်အနာပိုင်းတွေကိုအ ਨੇ စုံငွေကြက်9သိန်းနဲ့အထက်လက်ထုံးငွေပေးမှခွင့်ပြုပေးတယ်လို့ PPNL မြေဘဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးကရှင်းပြထားပါတယ်အဲ့ဒီလို့ ထောက်အနာဘိုင်းတွေနဲ့အရာရှိတွေကအကျဉ်းသားတွေစီကနေငွေကြေးပေးမှဆိုတဲ့လက်စားမှုတွေအကြီးအကျယ်လုပ်နေကြတဲ့အတွက်အကျဉ်းတောင်တွေမှာနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်တခြားအကျဉ်းသားတွေအားလုံးဟာကျမ်းမာရေးအခြေအနေဆိုးရွားလာရင်လုံလောက်တဲ့စေကူတာ့ကွင့်မရပဲမတည်သင့်မဲ့တည်ဆုံမှုတွေဖြစ်နေရတာလို့ PPNM ရဲ့ဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ